ဒီနေ့ကနဒီရိုနီယောက်ရဲ့အားလေးရဲ့နေလေးပေါ့နော်အားလေးရဲ့ဆိုတော့တနေရာမဟုတ်တနေရာသွားလေးရှိတာနဲ့အတာအမြဲဓာတ်ပုံရိုက်နေချာနေရာလေးကိုသွားခဲ့ကြတယ်အဲ့ဒီနေရာမှာရွှေပြောင်းမြမအလို့သမားတွေအလုံးလုံးကြတဲ့အိမ်လေးကိုဝင်ပြီးတော့စကားတွေပြောကြရင်းနဲ့ပေါ့နော်ဒီငှက်ကလေးကိုတွေ့ခဲ့ရတယ်သူ့ရဲ့နာမည်ကဘန်အောင်နဲ့မြမလို့ဆိုရင်တော့နင်းကောင်ဘိုးငှက်ဒါမှမဟုတ်ငှက်ဆိုးလို့ခေါ်ကြတယ်ပေါ့နော် လူတော်တော်များများကတော့သူ့ရဲ့ညာဘက်ထွက်တဲ့အလေးအထနဲ့ထူးခြားတဲ့အော်တန်ကြောင့်အဲငှက်ဆိုးလို့တတ်မှတ်ပြီးတော့မကောင်းတဲ့ငှက်နမိတ်မကောင်းတဲ့ငှက်လို့ခေါ်နေကြတာပေါ့နော်ဒါပေမဲ့သူကဇီးကွက်မျိုးနွယ်ဝင်ဖြစ်လို့အဲ့လိုချက်ချင်းဆိုရင်တော့ဇီးကွက်လိုပဲထင်နိုင်ခြင်းများတယ်ပေါ့နော်အဒီဆိုရင်လည်းပဲအဲ့လိုဆဆတွေ့ခြင်းမှာဟိုနည်းနည်းလန့်နေပေါ့နော်ဟိုမျက်နှာဝေါဝိုင်းနေနှလုံးပြူးနေဆိုတော့လေအဲဒါပေမဲ့သူကချက်ဖို့တော့တော်တော်ကောင်းတယ် ချမ်းပိုင်ရှင်အန်တီပြောတာကတော့သူကတခြားအကောင်တွေကိုဖမ်းဖို့ထောင်ထားရင်းနဲ့ဒီငှက်ကလေးမိနေလို့အိမ်မှာမွေးမယ်ဆိုပြီးတော့ကျိုးနဲ့ချီပြီးတော့ဖမ်းထားတယ်လို့ပြောတယ်။တကယ်တော့ဒီငှက်ကလေးကလေတောင်သူတွေအတွက်အရန်အကျိုးပြုတဲ့ငှက်မျိုးစားဆိုလည်းဟုတ်တယ်။အာသူတို့ရဲ့အဓိကအစားအစာကကျွတ်ပိုးမွားနဲ့တရိတ်ဆန်ငယ်လေးတွေပေါ့နော်။ခိုင်ခင်းတွေမှာရှိတဲ့တီးနှံတွေကိုဖျက်ဆီးနေတဲ့ကြွက်တွေကိုအဓိကထားပြီးတော့ရှင်းလင်းပေးတဲ့ငှက်ဖြစ်တယ်။သူ့ရဲ့တောင်ပံတွေကတကယ်ကိုထူးထူးထက်ထက်ပဲ ါပေမဲ့ပြန်တဲ့အခါမှာလုံးဝအတံမထွက်ဘူး။အဲဒါကြောင့်သားကောင်တွေကိုတိတ်တဆိတ်အလွယ်တကူဖမ်းယူနိုင်တာဆိုတာလည်းသိရတယ်။ပြန်ချင်မှပြန်ပါဖို့အသာပြန်ပေးမယ်။ဒီငယ်လေးကလေအပြင်မှာဆိုလို့ရှိရင်တောက်ခေါက်တန်လိုမျိုးသူကလုတ်တက်သေးရဲ့။အဲ့ဒီအတံကိုတော့ record ဖမ်းတာဖမ်းမမိခဲ့ဘူး။ချန်ရှင်ဦးလေးပြန်လွတ်တဲ့အချိန်ကျတော့လေသူ့ရဲ့တောင်မန်းတော်တော်နာနေပြီဆိုတော့မပြန်နိုင်မဲအခုခဏခဏပြုတ်ကျလာတော့တယ်။ဒီတို့လည်းပြန်လာလိုက်တော့လေအဲ့ငှက်ကလေးဘယ်လိုဆက်ပြစ်လဲဆိုတာတော့မသိလိုက်ဘူး။ နောက်တစ်ခါပြန်သွားမှာပဲမေးကြည့်အောင်မယ်